အမဲလူတုံးကငါရွှေတီးစောင်းခဲ့ဘူးတဲ့ကွာဆိုတဲ့ကျွေးကြော်တဲ့နေပြောတဲ့စကားတန်တွေကိုကျွန်တော်တို့ရက်ွက်ထဲကစိုက်ကားခိမ့်နဲ့လဖေးဆိုင်မှာပဲကြားပါလိမ့်မယ်တွေ့ရပါလိမ့်မယ်ဖိုင်စတာဟိုတယ်ကြီးပေါ်မှာတော့တွေ့ရမှာမဟုတ်ပါဘူးအဲ့တော့ဒီအကြောင်းလေးကိုအရင်တုန်းကကျွန်တော်ရဲ့မန်နေဂျာကျွန်တော်အမြဲတမ်းပြောပြောပြပါတယ်ပြောပြလိုက်လေကျွန်တော်အဲ့ဒီစကားတန်ကြရင်ကျွန်တော်သဘောလဲချတယ်နောက်ဘရောမှเนาะအဲ့တော့စဉ်းစားမိတဲ့အရာတွေလည်းခဏခဏကျွန်တော်ဖြစ်တယ် အဲ့တော့ကျွန်တော်တို့အခုဒီဗီဒီယိုကြည့်နေတဲ့လူငယ်တွေမိတ်ဆွေတွေစဉ်းစားကြည့်ပါเนาะအဲ့တော့ကျွန်တော်တို့ကအတိတ်ထဲကအောင်မြင်ခဲ့မှုတွေအတိတ်ထဲမှာအဆင်ပြေခဲ့မှုတွေเนาะအခုတော့အကြောင်းမျိုးမျိုးကြောင့်မလို့ဘာမှလုပ်လို့မရတော့ဘူးဆိုပြီးတော့မှအတိတ်ထဲမှာနေနေတဲ့သူတွေကျွန်တော်တို့ကြုံမှုလိမ့်မယ်အဲ့လိုပဲကျွန်တော်တို့အတိတ်ထဲမှာမနေဘဲနဲ့အနာဂတ်ထဲမှာเนาะအဲ့တော့ငါမရက်ဖြောင်းကဘလို့ဘာတွေလုပ်ဖြစ်မယ်နောက်တစ်ပတ်မှာငါဘာတွေကြားဖို့ငါစီစဉ်ထားတယ် နောက်တစ်လမှာငါဘာတွေလုပ်မယ်နောက်နှစ်မှာငါရဲ့ရည်မှန်းချက်ပန်းနိုင်တွေကဘာတွေဖြစ်တယ်ဆိုတဲ့လူတွေလည်းကျွန်တော်တို့ကြုံခဲ့မှုလိမ့်မယ်ကြုံမှုလိမ့်မယ်အဲ့တော့အခုဒီဗီဒီယိုကြည့်နေတဲ့လူငယ်တွေမိတ်ဆွေတွေစဉ်းစားကြည့်ပါအဲ့ဒီလူတစ်ယောက်တည်းကဘသူကဘဝမှာပို့ပြီးတော့မှအောင်မြင်လိမ့်မယ်လို့ထင်ပါတယ်ပျော်ရွှင်လိမ့်မယ်လို့ထင်ပါတယ်ကြော်ကြားမှုတွေရလိမ့်မယ်လို့ထင်ပါတယ်သိကြတာကဒုတိယလူကပဲကျွန်တော်တို့ရပါလိမ့်မယ် ဲ့တော့ပထမလူသည်အတိတ်ထဲမှာပဲနေတယ်အတိတ်ထဲကဆုံးရှုံးခဲ့တဲ့အကြောင်းအတိတ်ထဲကအောင်မြင်ခဲ့တယ်တော့အတိတ်ထဲမှာရခဲ့တဲ့အရာတွေအခုတော့ဆုံးရှုံးနေတယ်ရှစ်ဆက်သွားလို့မရတော့ဘူးဒါတွေပဲကျွန်တော်တို့စဉ်းစားနေတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့က five star ပေါ်မှာခုနရောက်နေတဲ့သူဒီအမေလူတို့ကရွှေကြီးဆောင်ခဲ့တဲ့အကြောင်းတွေဖြောနေမှာမဟုတ်ပါဘူးအဲ့တော့သူနောက်ထပ်လုပ်တယ်နောက်သူလှူလို့ရှိရင်ဒီထက်ပိုကောင်းအောင်ဘလို့လှူမလဲเนาะဘလို့လှူကြီးပေးမလဲ ဘလို့ရည်ရွယ်ချက်ပန်းနိုင်နေချမှတ်မလဲဘလို့ strategy တွေတတ်မှတ်မလဲဆိုတာကိုပဲသူကပြောပါလိမ့်မယ်အဲ့တော့အခုဒီ video ကြည့်နေလူငယ်တွေမိတ်ဆွေတွေဒီလည်းဘဝမှာအောင်မြင်ခြင်းနဲ့တိုးတက်ခြင်းနဲ့ကြီးပွားချမ်းသာခြင်းနဲ့ဆိုလို့ရှိရင်တော့အတိတ်ထဲမှာနေတဲ့သူမဖြစ်ပါစေအနာဂတ်ထဲမှာနေတဲ့သူအနာဂတ်အထွတ်ပြင်ဆင်နေတဲ့သူက ဖြစ်ပါစေဒီကြောင့်အနေကနေပြီးတော့မှအခုဒီ video ကြည့်နေလူငယ်တွေမိတ်ဆွေတွေဟာအကျိုးရစုံတွေရရလိမ့်မယ်လို့ကျွန်တော်ပြောလိမ့်ပါတယ်ကိုတို့အကျိုးရစုံတွေရရတယ်ဆိုလို့ရှိရင် comment မှာတစ်ချက်လောက် yes လို့ရေးပေးပါဦး ဒီဗီဒီယိုဆုံးထောင်ကြည့်ပြီးအတွက်ကျေးဇူးများတင်ပါတယ်ကျွန်တော်တို့ကညလေးအောင်ပါငင်္ဂရှိတော်နေလေးဖြစ်ပါစေ။